ိန်နူးနဲ့ဇက်စီတို့ဇန်နဝါရီမှာအတင်းရနေပြီးတော့ထွက်ခွာဝဲရှိကြအောင်အောင်မောင်ပြောကြ။ဘောလုံးကျသူများအတွက်ကျွန်တော်ရဲ့ဝမ်မီရန်ချန်နယ်ကပြန်လည်ကြိုဆိုပါမယ်။မယူသိရဲ့နေပြအောင်မရင်ကအတင်းမာနေရာများဖြစ်နေတဲ့မိန်နူးနဲ့ဇက်စီတို့ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာအတင်းရထွက်ခွာရပွဲရှိကြောင်းပြောကြားခဲ့ပါတယ်။ဒီကစားသမားနှုတ်စလုံးကဒီယာတီပရီးမီးယားလိပြောင်းပွဲမှာတစ်ချိန်မှပွဲထွက်ကစားခွင့်မရသေးပဲဇက်စီက82မိနစ်မိန်နူးက138မိနစ်တာကစားခွင့်ရထားကြောင်းသိရပါတယ်။ ်ဒါကြောင့်မေနူးနဲ့ဆက်စီတို့ကပွဲကစားခွင့်ပုံမရရှိမဲ့အသင်းစီပြောင်းရွှေ့ဖို့လိုလားနေကြပြီးတော့အမိုရင်းကလည်းအသင်းကားသာဦးစားပေးဖြစ်ကြောင်းနဲ့အသင်းကအလိုရှိတဲ့ကစားသမားတွေကိုသာစက်ထိန်ထားမှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ကျွန်တော်လဲဘောလုံးသမားတရားပြည့်ခဲ့ပါတယ်ဒါကြောင့်မလို့အရာတိုင်းကိုကျွန်တော်နားလည်ပြီးကစားသမားတွေကိုအချိန်၄တိုင်းမှာကျွန်တော်ကူညီပေးချင်ပါတယ်ကစားသမားတချို့ကကဘာဖလားအတွက်မချစ်မရဲဖြစ်နေတာကိုလည်းနားလည်ပါတယ် ဒါမဲ့အသိန်းကပထမဦးစားပေးပါကလတ်သိန်းကိုရောကစားသမားတွေကိုပါကုညီပေးနိုင်ရင်တော့ကျွန်တော်ပျော်ရွှင်ရမှာပါဒီလိုမှမဟုတ်ရင်တော့အသိန်းထွက်ပဲကျွန်တော်စဉ်းစားမှာပါလို့အောင်မိုရင်းကပြောကြားခဲ့ပါတယ်ထပ်ပေါ်နေတဲ့သတင်းတွေရာအင်္ဂလန်ကစားသမားမေနူကိုနာပိုလီ၊နယ်သာလန်ကစားသမားဆက်ဆီကိုရိုမာသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါဗျ။